ပြည်သူ့ပါတီကဘကိုးတိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးပါတီရွေးကောက်ပွဲအောင်နိုင်ရုံကန်းဖွင့်လှစ်ပြီးကိုယ်စားလှယ်လောင်းတွေကိုရမီရဖရီထံအနံခဲ့တယ်လို့သိရပါတယ်။ဘကိုးတိုင်းဒေသကြီးရွေးကောက်ပွဲအောင်နိုင်ရုံကန်းဖွင့်လှစ်ပွဲအခမ်းအနားကိုနိုဝင်ဘာ23ရက်ကကျင်းပရာပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးနဲ့ဗဟိုအလုံးမှုဆောင်ကော်မတီဝင်တွေဘကိုးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပြည်သူ့ပါတီခေါင်းဆောင်တွေပါတီဝင်တွေတက်ရောက်ခဲ့ပါတယ်။အခမ်းအနားမှာတောင်းရင်ရှိသူတွေကဆိုင်းဘုတ်ကိုအမွှေးနှစ်သားရည်တွေနဲ့ပတ်ပြန်ပေးပြီးပါတီဥက္ကဋ္ဌဦးကိုကိုကြီးက အဖွဲ့အစည်းကပြောကြားခဲ့ပါတယ်။အဲဒီနောက်ဘကိုးတိုင်းအတွင်းကဝင်ရောက်ရွေးချယ်ခံမဲ့ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းတွေကိုရမီရဖရီထံအနှံပေးခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ပါတီ AR တိုင်းဒေသကြီးရွေးကောက်ပွဲအောင်နိုင်ရုံကန်ဖွင့်ပွဲနဲ့ဆိုင်းဘုတ်တင်ပွဲကိုပသိမ်မြို့နယ်အမှတ်လေးရပ်ကွက်ဘိုပထေလမ်းမှာရှိတဲ့ AR တိုင်းဒေသကြီးရုံကန်မှာနိုဝင်ဘာ9ရက်ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါအခမ်းအနားကိုပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌဦးကိုကိုကြီးနဲ့ဗဟိုအလုံးမှုဆောင်ကော်မတီဝင်တွေ ERA တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပြည်သူ့ပါတီခေါင်းဆောင်တွေပါတီဝင်တွေတက်ရောက်ခဲ့တယ်လို့သိရပါဗျာ။